အပြည့်ပြည့်ဆိုင်ရာတရားစီရင်ရေးနဲ့တရားစီရင်ခံရတာကနေအပြန်အလှန်အကောက်ွယ်ပေးဖို့မြန်မာစစ်ကောင်စီနဲ့ရုရှားတို့သဘောတူညီစာချုပ်လက်မှတ်ထိုးခဲ့တယ်လို့စစ်ကောင်စီပြန်ကြားရေးဌာနကမေလ25ရက်နေ့မှာထုတ်ပြန်ပါတယ်။ဆက်သုံးတင်မြောက်စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာဥပဒေရေးဖိုရမ်ကိုတွားတက်နေတဲ့စစ်ကောင်စီခန့်ဝင်ကြီးနဲ့ပြည်အောင်စုရှိနေကျောက်ဒေါက်တာတီရာဦးရုရှားတရားရေးဝင်ကြီးကော့စတန်တင်6ချန်တို့ကိုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဲ့ဒီသဘောတူညီစာချုပ်ရဲ့လှုပ်ထုံးလုပ်နည်းဆိုင်ရာနောက်ဆက်တွဲစာချုပ်ကိုလည်းဒေါက်တာတီရာအုံးနဲ့ရုရှားနိုင်ငံရှိနေချုပ်အီဂေါ်ခရော့စ်နော့တို့လက်မှတ်ရေးထိုးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ရုရှားသမ္မတပူတင်နဲ့ကလေးသူငယ်အခွင့်အရေးဆိုင်ရာရုရှားကော်မရှင်နာယူကရိန်းကိုရုရှားကျူးကျော်ဆဲဆင်နွှဲတာမှာတာဝန်ရှိတဲ့ကာကွယ်ရေးဝန်ကြီးဟောင်းအပါအဝင်စစ်တပ်ထိပ်ပိုင်ခေါင်းဆောင်၄ယောက်ကို ICC ကဝရမ်းထုတ်ထားပြီးမြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုလည်းဝရမ်းထုတ်ပေးဖို့ ICC ရှင်းနေချုပ်ကတရားရုံးမှာတင်ပြထားပါတယ်ရှင်။